ခီကနိကေပါဋိကဝက္ခပါဠိအာဒါနာတိယသုတ်ယေသနာတော်မြတ်ကြီးကိုပါဠိတော်ကိုယူဖတ်ကူစော်ပြအနဲ့ပြန်ပြပြောသင်ပြောတတ်သည်မြတ်အဓိပ္ပာယ်ပြောပြပြီးတရားပူဇော်လာခဲ့တာ မနေ့ကမြင်းမိုတောင်ရဲ့အရှိပဲအရမနေကြတဲ့ကန္ဓဘနတ်တို့ရဲ့အခါကိုကန္ဓဘနတ်တို့ကိုအစိုးရတဲ့ထဒရထနမင်းကြီးရဲ့သားတော်များ ကိုကြိတ်တပါတော့ဟာမြတ်စွာဘုရားကိုမြင်နေဆိုရင်အဝေးကြီးကလေးကရှိခိုးကြတယ်ဆိုတဲ့မြာမာရထားရပါတယ်ဒီကနေ့လည်းပဲနဂါထာဆက်ပြီးပူဇော်ပါမယ် ဒီနေ့နဂါထာပြီးရင်ခြတရာထနမြအုပ်စုပြီးပါပြီပါဠိရောစာရှိကိုရွတ်ဖတ်ကူကျော်ပြပါမယ်နမောတေပုရိသာဇညနမောတေပုရိသုတ်တမ ပုဇလေနာသမိခတိအမနုသာပိတံဝန္ဒံတိသူတံနေတံအဘိနာသောတတ္တမဧဝံဝရိမသေဒီနံဝန္ဒထဂောရမံဒီနံဝန္ဒမဂောရမံ وی زازر ناد من بانا نا بودا وندا ما کور ما این گاتا گا تدارتا နာမင်းကြီးရဲ့သာတော်မြာကိုကြိတ်တပါသောနာမင်းကြီးတွေကနေပြီးတော့ညစွာဘုရားကိုရှိခိုးကြကြောင်း နီးကဂါထာမှာလည်းပဲထိုနမင်းကြီးရဲ့သားတော်များဟာမြတ်စွာဘုရားကိုအဝေးကပြင်လျင်ဘုရားမြတ်စွာဘုရားကိုဒေသဝါနမြင်သည်ဖြစ်၍ဒုရတော်ဝအဝေးကပြင်လျင်နမတန်တိချိခိုးကြကုန်၏ အဝေးကြီးတဲကရှိခိုးတယ်ဆိုတော့အဝေးကနေပြီးရှိခိုးတာအဲ့ဒါလိုမမှတ်နဲ့ညစွာဖေးအနာမြင်ရတဲ့နေရာကဆက်ပြီးလောက်ချီပြီးရှိခိုးနိုင်လိုက်တာညစွာဖေးအပါတော်ကိုချင်းကလည်းပဲဒီလောက်ချီရှိခိုးနေတာကမဖြစ်ဘူးเนาะအဲ့ဒီလိုပါတဲ့ သမအဘဲကြောင့်ဧဝံဤသို့ဝရိမတိရှိခိုးကြဂုံဇနီဟုမူကားဥရိသာဇိညယောက်ျားအာဇာနီဖြစ်တော်မူသောမြတ်စွာဘုရားဒေရှင်တော်မြတ်ဖရာအမယံတပြီတော်တို့သည် နမောရှိခိုးခြင်းကိုကရောမဤကူအာပုရိသုဒ္ဓမယောက်ျားမြတ်ဖြစ်တော်မူသောမြတ်စွာဘုရားပြည့်ရှင်းတော်မြတ်ဘုရားအာမယံဘုရားတပည့်တော်တို့သည် နမောရှိခိုးခြင်းကိုကရောမပြုပုံဤနော်နမောတေကုရိသာဇညနမောတေပုရိသုတ်တမပုရိသာဇညယောက်ျားအာဇာနီဖြစ်တော်မူသောမြတ်စွာဘုရားအတေရှင်တော်မြတ်ဘုရားအာနမောရှိခိုးပါဤပုရိသုတ်တမ ယောက်ျားမြတ်ဖြစ်တော်မူသောမြတ်စွာဘုရားတည်ရှင်တော်မြတ်ဘုရားနမောရှိခိုးပါ၏ဥဒလေနာသမိခတိတောရှင်တော်မြတ်ဘုရားသည် မဟာယဉ်များစွာသောလူများအပေါင်းကိုကုသလေနာအပြည့်ကင်းသောသဗ္ဗညုတညံတော်ဖြင့်သမိခေတိဤရှိတော်မူပါဗျာကုသလေနာသမိခေတိအမနုသာပိတံဝန္တံတိအမနုသာပိ နတ်တို့သည်လီတောင်ရှင်းတော်မြတ်ဘုရားကိုဝန်တံတိချီခိုးကြကုန်၏သူတန်နေတအဘိနသောတတ္တမယုံဝရိမတိဤတံဤရကားကို 啊，飞，那做没变。要。阿美伊婆家就比着土地组长家呀，嘛，一婆家在怎么处讲？没上婆家就比着土的，一望一走，我的妈的，错过一。那明年呀。 နာမင်းကြီးရဲ့သာတော်များဖြစ်ကြတဲ့ကိုကြိတ်တပါးသောနတ်သားတွေကမြတ်စွာဘုရားကိုလျှောက်ထားပြီးရှ िख ိုးနေတာနမောတေဗုဒ္ဓသာဇဉ်နမောတေဗုဒ္ဓသုတ်တမယောက်ျားအာဇာနည်ဖြစ်တော်မူသောမြတ်စွာဘုရားအရှင်မြတ်ဘုရားအားရှ िख ိုးပါ၏ဘုရား ယောက်ျားမြတ်ဖြစ်တော်မူသောမြတ်စွာဘုရားအရှင်တော်မြတ်ဘုရားရှိခိုးပါ၏ဘုရားရှင်တော်မြတ်ဘုရားသည်တပ္ပညုတဉာဏ်တော်ဖြင့်ယာစွာသောတတ္တဝါအပေါင်းကိုဤရှုဆောင်ရောက်တော်မူပါနတ်မြတ်စွာတို့ကလည်းပဲရှင်တော်မြတ်ဘုရားကိုရှိခိုးကြကုန်၏ဤတို့ဘုရားတပည့်တော်တို့ မပြကြနေရပါတယ်ဖေဟာခဏခဏကြာနေရပါတယ်ဖေဟာသတ္တမထို့ကြောင့်ဘုရားတပည့်တော်တို့ကအေဝံဝရေမတိဤသို့ပြောဆိုကြပါကုန်၏ဘယ်လိုပြောဆိုကြတာဟုဆိုတော့ဇီနာဝန္တထဘောရမံဇီနာဝန္တမှာဂောရမံ ဝိဇာသရဏသမ္ပဏဗုဒ္ဓံဝန္ဓမဂောရမံဂောရမံဂောရမအမိရှိတော်မူသောဇီနံမြတ်စွာဘုရားကိုဝန္ဒထရှိခိုးကြဂုံလောအသူမြတ်ကိုတိုက်တွန်းတဲ့အပိုက်ကဏဇီနံဝန္ဓမဂောရမံ မယံငါတို့သည်ဂောရမံဂောဓမအမိရှိသောဇီနံမြတ်စွာဘုရားကုဒီနံငါမအောင်မြင်ဘုရားရှင်ကိုဝန္တာမရှိခိုးကြပါကုန်၏ဝိဇ္ဇာသရဏသမဏံဝိဇ္ဇာသုံးပါးဝိဇ္ဇာရှင်းပါးသရဏတရား35ပါးနှင့်ပြည့်စုံတော်မူသော ဂောရမံဂောရမအနွယ်ဘွားဖြစ်တော်မူသောဘုံကြံမြတ်စွာဘုရားကိုဝန္ဒာမရှိခုရပါကုန်၏ထဒရထနတ်မင်းကြီးရဲ့သာတော်များဖြစ်ကြတဲ့ကိုးချိတ်တပါးသောနတ်တော်နတ်သားတွေဟာ သူတို့ကိုယ်တိုင်ကလည်းပဲမြတ်စွာဘုရားကိုရိုးရိုးသေးသေးရှိခိုးကြသလိုတခြားတခြားသောပုဂ္ဂိုလ်တွေကိုလည်းသူတို့ကဇိနံဝန္တထဂောရမံဂောရမံဂောရမအနွယ်ဘွားဖြစ်တော်မူသောဇိနံငါးမအောင်မြင်ဖရာရှင်ကိုဝန္တထ ရှိခိုးကြကုန်လော ိုးကြီးတပါးသောနတ်နတ်သားတွေဟာညာလို့အချမ်းရရှိတယ်တဲ့အဲ့ဒီကြတော့သူတို့တွေရှိခိုးတာမဟုတ်ပါဘူးတဲ့သူတို့ရဲ့အချမ်းရနေကိုလည်းပဲရှင်တော်ဂေါရမမြတ်စွာဘုရားကိုရှိခိုးကြဟေးဆိုတာသူတို့တိုက်တွန်းပါလေသူတို့ကလည်းပဲ မြတ်စွာဘုရားကိုရှ िख ိုးပါတယ်ဒိုင်းဒီညာသားတွေကနေတိုက်တွန်းနေဆိုတော့သူတို့အာနာပြန့်နှံ့တယ်လို့အချမ်းရံဒီအကုန်လုံးကိုသူတို့တိုက်တွန်းနေ ဒါကြောင့်ဒီဂါထာလေးတွေကယူရင်ဖတ်ရင်အလွန်အကျိုးကျေးဇူးကြီးမားတဲ့အတွက်အရာကျက်သိခြင်းလို့ဖြစ်ဖြစ်ခြင်းဖြစ်ဖြစ်ခြင်းတရားပူဇော်နေတာပါအဲ့ဒီလိုဖြစ်ဖြစ်ခြင်းဖြစ်ဖြစ်ခြင်းတရားပူဇော်ပြီးတော့ ဒီနေရာကနေပြီးတော့ဒီနေရာအထိမြို့ကြီးဖားရမယ်အပိုင်ကဏ္ဍပါဆိုတာပြောပြပြီးရင်တော့ဧဝမေသူတံဆိုတဲ့အစကနေပြန်ပြီးတော့အဆုံးအထိပေါ့ဗျာဒီအာဒနာတိယသုတ်တံဒေသနာတော်ဆုံးသည့်အထိရပ်ပူဇော်ပြီး ဒီေဒီသနာတော်ဖြစ်ပေါ်လာဖို့ငါစပြီးတော့လိမ့်ပတ်လဲအောင်ရှင်းပြပါမယ်အခုတော့ဒီသနာတော်ကြီးနဲ့ပတ်သက်တာကိုရှင်းလင်းတာကနောက်ထပ်ပြီးကြည့်ရမယ်စာသားလေးတွေကိုအရင်ပူဇော်ပြခဲ့တာပါ သာပေပရိယကိုအမြဲမလောကုတ္တရာသာပေပရိယကိုအမြဲမပြကျမဆောင်ထားနေတဲ့ယဟန်သံဃာတော်များဤလားရှင်များအခုကတော့သာတဲ့ဟောတရားပူဇော်တာနေလုံးနေလို့သုတိတန်အောင်လည်းပဲ ဘုရားဇာပိပရိညာနဲ့အလှမ်းဝေးွာခဲ့တဲ့ပုဂ္ဂိုလ်ကြီးကြတော့ဇလောက်ကလေးတရားပူဇော်တာတောင်းမှမိအောင်မလိုက်နိုင်တဲ့ပုဂ္ဂိုလ်ကလည်းရှိသေးတာကိုဒီကနေ့သွားရင်လည်းပဲသိမကြိုက်တော့ဘူးထင်နေဒါကြောင့်ဘုရားဒီရက်ကိုနှစ်ကာထာခြင်းနှစ်ကာထာခြင်းနဲ့ဖြည်းဖြည်းချင်းတရားပူဇော်လာခဲ့တာ ဒီကနေ့ဒီတင်ရမယ်အားလုံးကိုစိတ်နှဖျားကျမ်းမာချမ်းသာကြပါစေ။ဒီနေ့ဆုမြတ်ပြပါစေဖျား။ဒီနေ့ကျမ်း